မြန်မာနိုင်ငံသူနိုင်ငံသားအလုံးတဘောဝဘီစေဘီတို့ကနေအမြန်ဆုံးကင်ဝေးပါစေလို့ကျမနွေနွေကဆုတောင်းလိုက်ပါတယ်။အခုတင်ဆက်ပေးမှာကတော့ငလင်းတန်သည့်စကိုင်းမျိုးမှာယာယီတဲထုတ်ဖို့ထရွက်တရွက်ကိုတထောင်ကျပ်အထိဈေးနှုန်းမြင့်တက်နေတာကြောင့်ငလင်းတန်ကြောင့်နေအိမ်တွေပျက်စီးခဲ့ရတဲ့ပြည်သူတွေအခက်တွေ့နေရတဲ့ဆိုတဲ့သတင်းမှာအင်းအပြင်းငလင်းကြောင့်နေအိမ်တွေပြိုပြဲခဲ့ရတဲ့စကိုင်းမျိုးမှာယာယီတဲထုတ်ပြီးနေထိုင်ဖို့အတွက်တဲရီတိဆောက်ရမှာ ထရွက်တွေဈေးနှုန်းမြင့်တက်လာနေတာကြောင့်အခက်အခဲတွေ့နေရတယ်လို့ဒေသခံတွေစီကနေသိရပါဗယ်။ငလီနန်ကြောင့်အစာအုပ်တွေပြိုကျပျက်စီးခဲ့ရလို့ပြန်လည်ရှင်လင်းနေကြဟောင်းမိုးဥစားယာရီဖြစ်တာကြောင့်ယာရီအစာအုပ်တွေပြန်တိဆောက်ကြရမှာလေတံမိုးတံခံနိုင်စေအမောကာအတွက်မိုးကသက်ကဲစားတဲ့အရာတွေအသုံးပြုကြပေမဲ့ထရွက်ကိုအသုံးပြုမှုပုံမှန်များပြလာတာကြောင့်ထရွက်ဈေးနှုန်းမြင့်တက်လာရခြင်းဖြစ်တယ်လို့သိရပါဗယ်။ဒီစကိုင်းမှာဝယ်လို့ရတာမဟုတ်ဘူး။ တရာဦးတို့ရှေဘိုးတို့သွားတဲ့ဘက်ကစားတော့နိုဘက်ကိုသွားဝယ်ရတယ်။အရင်ကလည်းအဲ့ဒါလိုသွားဝယ်ရတာအခုငလျင်ပြီးတော့ဝဲလူအများတော့ဈေးလဲမှတရားတက်သွားတာလို့စကိုင်းမြို့ဒေသခံအသက်52နှစ်ခန့်အမျိုးသားတအူးက CJ platform ကိုပြောပါရယ်။ငလျင်မလောက်ခင်ကထပြတစ်ချက်ရဲ့အရွက်လှပုံမလှပုံကိုမူတည်ပြီးကျက်300ကနေကျက်900ကြားသားရှိရကလက်ရှိမှာတော့ထပြတစ်ချက်ကိုကျက်1000အထိဈေးမြင့်တက်သွားတယ်လို့သိရပါရယ်။ထရွက်ဈေးအပြင် ဝါးစည်းတက်ကြဲစည်းလဲပုံမှန်ဈေးထက်ငလျင်ပြီးနောက်နှစ်ဆခန့်မြင့်တက်မှုတွေရှိနေပြီး73စီဝဲယူရခက်ခဲမှုတွေကြောင့်တည်ယူပို့ဆောင်ရေးစည်းမြင့်တက်မှုတွေလည်းရှိနေတယ်လို့စုံစမ်းသိရှိရပါတယ်ငလျင်လှုပ်ခတ်ပြီးနောက်ဒီကနေ့အထိသခိုင်းမအင်းဆောက်ပစ္စည်းဈေးနှုန်းမြင့်တက်မှုတွေရှိနေတဲ့အပြင်လိုအပ်သလိုဝဲယူလို့မရတာကြောင့်ဒေသခံတွေအနေနဲ့အခက်အခဲများစွာရှိနေတယ်လို့လည်းသိရပါတယ်စကောင်စီကသခိုင်းမြို့ပေါ်မှာ ပြန်လည်တိဆောက်ရေးအတွက်ဘီလက်မြေအော်ဝါဝါထင်းရနယ်လျှက်စစ်ပစ္စည်းတွေကိုဇေယောင်းပွဲတော်လို့ဆိုကရောင်းချပေးပေမဲ့ကန့်သက်ချက်များစွာနဲ့ရောင်းချပေးနေတဲ့အပြင်လိုသလောက်မရရှိတာကြောင့်ဒေသခံတွေအတွက်အကျိုးမရှိဘူးလို့လည်းစကိုင်းဒေသခံတအူးရဲ့ပြောဆိုချက်အရသိရပါတယ်။၅ရက်ပဲလာရောက်တော့အကန့်အသတ်နဲ့ရောင်းပေးသလိုလုံလောက်အောင်လည်းရောင်းမပေးဘူး။ဘီလက်မြေဆို အပြင်းစင်းနီးပါးအတိုင်းပဲဘာမှထူမနေဘူးလို့စကိုင်းမြို့ကန် CJ ပလက်ဖောင်းသတင်းရင်းမြစ်ကဆိုပါတယ်။ စကိုင်းမြို့အတွင်းပြန်လည်တည်ဆောက်ရေးအတွက်ဆောက်လုပ်ရေးသုံးပစ္စည်းတွေလွယ်လွယ်ကူကူဝယ်လို့မရတာတွေရှိသလိုတန်းစီဝယ်ယူနေရတယ်လို့လည်းမြို့ကနေစီကနေသိရပါဗျ။စကိုင်းမြို့အနည်းကိုဗဟိုပြုလောက်ခတ်ခဲ့တဲ့စကိုင်းငလျင်ကြီးကျောင်းစကိုင်းမြို့မှာနေ80ရာခိုင်နှုန်းခန့်ပျက်စီးသွားပြီးနိုင်ငံတော်ငလျင်ကျောင်းပြည်သူများအသက်ဆုံးမမှုဟာအေဘီလာ24ရက်နေ့အထိ3963ရှိခဲ့တယ်လို့စစ်ကောင်စီရဲ့ထုတ်ပြန်ထားတဲ့အချက်အလက်တွေအရသိရပါတယ်ရှင်။ကျမနည်းနည်းပါ